မင်္ဂလာပါခင်ဗျာရွှေညာမြေကကြူဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရှင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြီဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြီပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြေးချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တွေနဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစည်းစိမ်ရတနာများ ိုးပါပါစေကြောင်း စုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာတရားညင်းမြန်မာပြည်ကကျွန်တော်တို့ရွှေချမ်းမီမိသားစုအကျိုးတူပါတယ်ဗျာဒီနေ့10ရက်3လ2025တနင်္လာနေ့ဖြစ်ပါတယ်တနင်္လာနေ့ရဲ့တနေ့တာကန်ဒီမိုင်းမောင်ကိုစတင်တင်ပြသွားမှာဖြစ်ပါတယ်ဗျာတနင်္လာနေ့မှာတော့ဒီချိန်မှာဥယျာဉ်လောကနဲ့ပတ်သက်တဲ့ကိစ္စမှာယာယီပြတ်တောက်မှုတွေကြုံတတ်တဲ့ကာလမျိုးယာယီလွဲကြော်နေတာ အဓိကတော့လောက်ကတော့ပြဿနာမရှိဘူးပြောငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာကိုလိုချင်တဲ့လောက်မရတော့အလုပ်ပေါ်မှာစိတ်ဝင်စားမှုမရှိနဲ့ငွေကိုတွက်နေတဲ့ကာလမျိုးဖြစ်တဲ့အိုးရင်လောက်ကနေပတ်သက်တဲ့ကိစ္စမှာအစင်မပြတ်တတ်တာဖြစ်ပါတယ်အလုပ်ကံပြဿနာမဟုတ်ဘူးနဲ့ငွေကြောင့်ဖြစ်နေတဲ့ပြဿနာပဲဒါကြောင့်အိုးရင်လောက်ကနေပတ်သက်တဲ့နိမ့်နဲ့စစ်တဲ့ခွန်နေသားသမီးအားလုံးတို့ဒီအလုပ်ကံနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစင်မပြေဘူးဆိုပါတို့ဗျာနော်ဗုဒ္ဓတောင်ရက်ကိုလှဲ့လှဲ့ပြီးမှခင်ဗျတဲ့မှာဘာမှမကင်မင်းနဲ့ဆူတော့နော်အဲ့ဒါဆူတော့ ကျွန်တော်လုတ်ကံမကောင်းဘူးဗျာလုတ်ကံကောင်းခြင်းနဲ့ကျွန်တော်စိတ်တည်းတည်ကြနေတယ်ဗျာကျွန်တော်ထိပေါက်ခြင်းနဲ့ဗျာကျွန်တော်ကလေးတွေဇာမွေးအောင်မှဖြစ်မယ်ခမဘာတွေဖြစ်ကျင်နေရလဲတော့မသိဘူးဖြစ်ကျင်တဲ့ကိစ္စကိုဗုဒ္ဓတောင်ရက်ကိုလှဲ့လှဲ့ပြီးပါခမလက်ထဲမှာဘာမှမကင်မင်းနဲ့ဒီနေ့ဆူတောင်းမယ်ဆိုလို့ရှိရင်တော့ဗုဒ္ဓရဲ့တောင်ရက်ကဒီနေ့တင်းတင်းလာနေမှာတော့ကံကောင်းသေးတဲ့အရာတိုးတက်သေးတဲ့အရာအောင်မြင်သေးတဲ့အရာဆူတောင်းပြည့်တဲ့အရာဖြစ်ပါတယ်ဒါကြောင့်အောင်မြင်သေးတဲ့ဆူတောင်းပြည့်တဲ့ရက်ဖြစ်တဲ့ဘုသူတောင်ရက်ကိုလက်တယ်လက်ထက်မှာဘာမှမကင်မင်းနဲ့ဆူတောင်းမယ်ဆိုရင် သူများလိုအပ်တဲ့ဆန္ဒများအများဆုံးပြည့်ဝသွားမှာဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာအမျိုးဘာသာသာသနာနဲ့မဆိုင်ဘူးလူမျိုးနဲ့လည်းမဆိုင်ဘူးဘာတခုခုလိုအပ်ချက်ရှိတဲ့ပုဂ္ဂိုလ်ခုနှစ်သားသမီးအားလုံးတို့သည်ဗုဒ္ဓတောင်းရကိုလှည့်ပြီးတော့ဆုတောင်းကြပါမိမိရဲ့စူတောင်းများအများဆုံးပြေဝါမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာအထူးသဖြင့်တင်းနှင်ငွေနေသားသမီးများအတင်းနှင်ငွေနေသားသမီးများတခုခုနဲ့ပတ်သက်တဲ့နှီးနဲ့ဆက်သက်တဲ့ကိစ္စလေးအဲစူတောင်းမယ်ဆိုလို့ရှိရင်တော့ခင်ဗျားတော်တော်များများပြည့်စုံသွားမှာဖြစ်ပါတယ် နော် money ပတ်သက်နဲ့ပတ်သက်တဲ့မှာတင်းလာအရှိရကိုလက်နော်ကျွန်တော်ကသေးပင်ရသေးရရဓမ္မမုံတံမြာသီးနော်တံမြာသီးလေးတလုံးကိုင်းပြီးတော့စူးတောင်းမယ်6ကြိမ်တည်တည်စူးတောင်းမှာသေးပင်ရသေးရဆို6ရက်ခုကြွကြွေကလေးနဲ့တဲ့ချိတ်ချိတ်ပြီးမှလွတ်လွတ်ပြီးစူးတောင်းသွားမှာကတင်းတို့မှာပိတ်ဆိုးနေတဲ့ကိစ္စများဘာတွေပိတ်တယ်တော့မသိဘူးပိတ်တဲ့ကိစ္စတွေအကုန်ပွန်းလန်းပြီးတော့နော်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများထင်းငေါ်လွှဲချော်နေသောကိစ္စများပြည့်ရန်ရန်တရားများအများဆုံးစင်ပြေမီဖြစ်ပါတယ်ဒါကြောင့် ငွေကြီးနဲ့ပတ်သက်တဲ့နှီးနဲ့ဆက်သက်တဲ့လူများတခုခုပိတ်ဆိုးနေတဲ့လူကတော့တနင်္လာအရှိရကိုလှက်နော်လားတမယာတိတလုံးကိုရှူပြီးမှဆူတောင်း6ကြိမ်ရှူလိုက်ဆူတောင်းလိုက်ရှူတောင်းလိုက်ဆောင်းတော့နေတေးရရသူ6ရရတနင်္လာအရှိရမှာကြွကြွကလေးနဲ့ထဲပြီးမှလွှဲ့လွှဲပြီးဆူတောင်းနေရပြင်တင်းတော့မှပိတ်ဆိုးနေတယ်ဘာဒီပိတ်တယ်မသိပိတ်တဲ့ကိစ္စတွေပွင့်သွားမယ်အထူးသဖြင့်ငွေကြီးနဲ့ပတ်သက်တဲ့နှီးနဲ့ဆက်သက်တဲ့ကိစ္စအများဆုံးပွန်းလန်းသွားမှာဖြစ်ပါလေဗျာ။ဒါကြောင့်ဒီအချိန်မှာဒီနေ့မှာတင်းနေတာသားသမီးရတယ်တင်းနေတာအရှိရကိုလှက် အသေးပင်ရသေးပြဒုမလို့တမ်းများဒီလိုရှူပြီးမှစူတောင်းကြီးအဖြစ်တင်းတို့မှာပိတ်ဆိုးနေတဲ့ဘာဒီပိတ်တယ်တော့မတူသူများတဲ့ဆိုင်တော့ခမရတော်တော်များများပွင့်လာမှာဖြစ်ပါတယ်သူများတရားရရင်ခမရတထောင်သူများတထောင်ဆိုတော့ခမရတထောင်ဆိုရမှာတင်းနေလာသားသမီးရဲ့ကံကောင်းသေးတဲ့အရာကတော့တင်းနေလာအရှိရဖြစ်ပြီးတော့ခုနှစ်ရသားသမီးတွေနဲ့ပတ်သက်တဲ့ကိစ္စတော့ဗုဒ္ဓတောင်ရကိုလှည့်ပြီးစူတောင်းကြီးအဖြစ်တင်းတို့မှာပိတ်ဆိုးနေတဲ့ကိစ္စများစီးပွားရေးလူမှုများအမြန်တိုးတက်မှာတော့တောင်ရဖြစ်ပါလေဗျာတောင်ရကိုဒါလှည့်ပြီးစူတောင်းကြပါ တခုခုနဲ့ပတ်သက်တဲ့တင်းတဲ့သားသမီးတော်တင်းတဲ့လားရှေ့ရကိုလက်စူတောင်းရင်တော့သူများတဲ့ငွေတရားစုတစ်ထောင်တစ်ထောင်စုတစ်ထောင်လောက်ရမယ်ဟာမျိုးဖြစ်ပြီးတော့ခုနေသားသမီးအားလုံးတို့ဒီငွေကြီးနဲ့ပတ်သက်တဲ့နီးနဲ့ဆက်သက်တဲ့ကိစ္စတော့တင်းတဲ့လားရှေ့ရကိုလက်ပြီးတော့တာမယာတိသို့မဟုတ်တရက်ပြန်တရက်ကလေးကြွကြွလင်းထက်ပြီးလှုပ်စူတောင်းခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတဲ့ငွေကြီးများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာစိတ်နဲ့လူနဲ့မှာစိတ်ကမြန်နေအလုတ်ကိုလုံနေတဲ့စိတ်ဒီနေရာမှာအလုတ်ကလုံနေတဲ့စိတ်ကတခြားတနေရာမှာ အဲ့ဘဒီမှာလုံးပတ်သက်ကိုရေးနေတယ်နောက်တနည်းမှာပတ်သက်နဲ့ပတ်သက်တယ်မှာကိုယ်စိတ်ထဲမှာစိတ်မြန်နေတော့ပတ်သက်နေတယ်အလောက်ကိုင်းသိစိတ်မပြေဘူးလို့ခံစားနေပြီးစိတ်မြန်နေပြီးတော့စိတ်နဲ့လူနဲ့အဲမကတ်တဲ့ကာလာမျိုးဖြစ်နေပါလေဒါကြောင့်စိတ်ဒီမြန်တော့တခုနဲ့ပါမှာလွယ်လွယ်ချော်ချော်ဖြစ်တတ်တယ်ငွေကြေးနဲ့ပတ်သက်တဲ့လွယ်ချော်မှုလုပ်ငန်းနဲ့ပတ်သက်တဲ့အဆင်မပြေမှုလုပ်ငန်းနဲ့ပတ်သက်တဲ့လောဘဒေါသကြောင့်တယောက်နဲ့တယောက်ပြဿနာဖြစ်ပေါ်တည်တဲ့ကာလာပြုတ်ပြီးစိတ်တော့ကြီးပါဒါပြင်စိတ်ကို ရှော့ပါထိမ့်ထိမ့်လေးနေပါ ပါဇက်ကိုတက်နိုင်အောင်ပိတ်ထားပြီးမှကိုလုံငါကိုလုံမယ်ဆိုရင်တော့အချင်းနေပြီးမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာဒါကြောင့်စိတ်နဲ့ပတ်သက်တဲ့တခုခုနဲ့ပတ်သက်စိတ်ထဲမှာအလိုဆန္ဒမပြည့်တဲ့လူအလုံးတို့ဒီဒီနေ့တင်းနှလာနေမှာဖြစ်တော့အင်္ကာတော့အရှိတောင်တောင်လှဲ့တန်လေးကိုကိုင်းပြီးမှသူတော့တန်နဲ့ပတ်သက်တဲ့ပစ္စည်းလေးအတင်တန်လေးရဲ့ကျွန်တော်စိတ်သက်ကြနေတယ်ကျွန်တော်ငွေကြေးနဲ့ပတ်သက်လို့ဆင်မပြေဘူးရောင်းဝယ်တွေဆင်မပြေဘူးစိတ်သက်တရားတစ်ခုခုတစ်ခုကြနေတာဗျာကြနေတဲ့စိတ်ဓာတ်များအများဆုံးပွင့်လာအောင်ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်း အရှိတောင်တော့အင်္ကာတောင်ကိုလှည့်ပြီးမှခမရအတန်လေးကိုကမ်းပြီးစူတောင်းကြရမယ်။သင်တို့မှာလွဲချောနေတဲ့စိတ်တက်နဲ့ပတ်သက်တဲ့ကြာဆင်းနေတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာ။ကိုနေနီးနဲ့စက်တဲ့လူယောက်ျားကိုရဒေတာမဟုတ်တဲ့တခြားရဒေတာမှာအဲဒီအိမ်ထွက်တဲ့ချိန်မှာလုပ်ငန်းကထွက်တဲ့ချိန်မှာလမ်းမှာပြဿနာပေါ်ပါတဲ့ကာလမျိုးဖြစ်ပြီးငွေကြီးနဲ့ပြန်လဲရွေးယူရတဲ့ကာလမျိုးတွေဖြစ်ပါတယ်။လူယောက်ျားတွေကတော့အစင်းတော့ပြင်းနေသလိုပဲဒါပေမဲ့လူယောက်ျားတွေကကိုရကိုဒေတာကိုနေရာမှာမနေဘဲနဲ့အပြင်လိုက်ရလိုက်ရလို့ရင်တော့ဒီချိန်မှာအဖမ်းသီး ဒီကြုံတွေ့တတ်တဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကုန်ကြမှုတွေငွေကြေးနဲ့ပတ်သက်တဲ့ကြာဆုံးမှုတွေကြုံတွေ့တဲ့ကာလမျိုးဖြစ်ပါတယ်ကိုယ်ရင်ကိုယ်ရမှာနေပါကိုယ်ကိုယ်လုံငန်းမှာကိုယ်လုပ်ပါအဆင်ပြေပါတယ်အပြင်မှာရောင်းလောင်းလောင်းကြောင်ကြောင်နေတော့ဒီချိန်မှာဖန်းစည်းနဲ့ပတ်သက်တဲ့ငွေကြေးနဲ့ပတ်သက်တဲ့ပြည်ရန်ရန်စရာများပြဿနာတက်တတ်တဲ့ကာလမျိုးဖြစ်ပါတယ်ဒါကြောင့်လူယောက်ျားတွေတက်ပြက်နေတာဖြစ်တယ်ပြက်နေတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စလေးအဆင်ပြေခြင်းတော့တောက်ကြမြောက်ရကိုလည်းပတ်သက်လေးကိုကိုင်းပြီးမှဆူတော့အတင်းပတ်သက်လေးရဲ့ အိမ်မှာရှိတဲ့လူယောက်ျားလုံးမလုပ်ဘူးလုံးလုံးမှဖြစ်မယ်အဲအိမ်မှာမကပ်ဘူးကပ်မှဖြစ်မယ် KTV တွေသွားတယ်လဖိတ်ဆိုင်တွေသွားတယ်အပေါင်းသင်းတွေယုံယုံသွားတယ်အလူဒါနာကြီးသွားနေလမ်းမှာဖမ်းမှာစီမှာပြဿနာပြက်မှာရောမှာကြောက်တယ်ဗျာဒါကြောင့်လူယောက်ျားတွေကိုယ်ရင်ကိုယ်ရကိုယ်လုံးကမှလုပ်ပြီးကိုယ်နဲ့ပတ်သက်တဲ့နိမ့်နဲ့ဆက်သက်တဲ့ကိစ္စလေးတွေပြောပြောရှင်းရှင်းကြမ်းကြမ်းမှမှချမ်းသာသာနဲ့နေသိကျင်တယ်ဒါကြောင့်သူဓာတ်ပြက်နေတဲ့ကိစ္စတွေအများဆုံးအစီအပြောင်ကူညီဆောင်ကြတော်မူပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရက်ကိုလည်း ပတ်သံလေးကိုကန်ပြီးစူတောင်းကြပြင်သင်တို့မှာပိတ်ဆို့နေတဲ့ပြည်ကြများအများဆုံးပွင့်လန်းတော့မှာဖြစ်ပါတယ်ဗျာကိုနဲ့နီးနေဆက်တဲ့မင်းအုပ်ချုပ်တဲ့မင်းဒီချိန်မှာငွေကြီးနဲ့ပတ်သက်တဲ့အာငွေကြီးနဲ့ပတ်သက်တဲ့အစီမပြေမှုငွေကြီးနဲ့ပတ်သက်တဲ့အဲ့ဒါဟောပါမတရားလုပ်မှုတွေကြုံတွေ့ရတယ်မှာမတရားလုပ်မှလားသူ့မှာငွေကြမှာလားအစိုးရမှာငွေကြရင်တော့သူတို့မတရားလုပ်ပြီအဲ့သူတို့မတရားလုပ်နေရဆိုရင်အစိုးရမှာငွေကြီးနဲ့ပတ်သက်တဲ့ကြက်နေတဲ့ကာလမျိုးဖြစ်တယ်ငွေကြီးနဲ့ပတ်သက်တဲ့မှာဒီချိန်မှာမင်းနေမှာ တင်းငေါ်လွဲချောပြီးတော့အစင်မပြေစားတယ်လို့ကိုလုံနေတဲ့လုံငန်းကိုနဲ့ပတ်သက်တဲ့မိသားစုကိုရင်ကိုရကိုနေရာမှာမနေရဘဲနဲ့တရားရည်တည်တယ်မှာပြောင်းရွှေ့အိပ်ပြီးတော့ငွေကြေးနဲ့ပတ်သက်တဲ့ကြက်တဲပြီးငွေကြေးကြောင့်ပဲလောဘဒေါသမောဟတွေကြောင့်ပဲငွေကြေးနဲ့ပတ်သက်တဲ့ပြဿနာတွေပေါ်ပေါက်ပြီးတော့ကိုရင်ကိုရမှာမနေရဘဲနဲ့တရားရည်တည်တာပြောင်းရွှေ့နေနေရတာဖြစ်ပါတယ်မင်းဟူသမျှအားလုံးတို့ဒီဓာတ်ပြက်နေတာပါဓာတ်ပြက်နေတဲ့ တော့ရာဦးတော့အနောက်မြောက်တော့လှည့်ပြီးဖြောင်းနိုင်မီးလေးကိုထွန်းပြီးမှစူတောင်းမယ်ဆိုရင်မင်းနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းအကျွေးရာတူတူနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့ကိစ္စဇာမွဲဖြေမယ်ကိစ္စများအများဆုံးပွင့်လန်းတော့မှာဖြစ်ပါလေဗျာဖြောင်းနိုင်လေးကိုထွန်းမယ်ထွန်းပြီးတော့မီးလေးကိုထွန်းပြီးတဲ့အချိန်မှာစူတောင်းအတင်ဖြောင်းနိုင်မီးလေးရဲ့အာကျွန်တော်လေးမင်းနဲ့ပတ်သက်တဲ့ကိစ္စလုပ်မယ်အပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်မယ်အပြောင်းအကျွေးရာတူတူတွေနဲ့လုပ်မယ်ဇာမွဲတွေဖြေမယ် နော်အလူတွေလုတ်ချင်တယ်မင်္ဂလာတွေစောင့်ချင်တယ်အဲ့ဒီကိစ္စတွေပိတ်ဆို့နေတယ်ဗျာအဲ့ဒီကိစ္စတွေပွင့်လန်းအောင်အများဆုံးကူညီစောင့်ကြတော်မူပါဆိုတဲ့အကြောင်းရာဟုတောင်းအောင်မြောက်တောင်းလက်ပြောင်းနိုင်မီးလေးကိုထုံးပြီးမှဆူတောင်းဆူတောင်းမီးမီးလေးမုတ်လိုက်ပါဗျာတင်းတို့မှာပိတ်ဆို့နေတယ်မင်းနဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့အပြောင်းအချွေရာထူးတွင်းနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်နော်အဲ့ဒါကြောင့်ကိုသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့စကားအမှန်သွားခြင်းလို့သွားခွင့်ပြောခြင်းလို့ပြောခွင့်များပြောရတဲ့နေရာတနေရာသွားရတဲ့နေရာတနေရာ ပြောခြင်းတို့ပြောခွင့်သွားခြင်းတို့မသွားခွင့်မရှိတဲ့ပုံကူများဗုဒ္ဓတောင်ရကိုလက်ခမရအိမ်မှာရေးလေးကိုတောက်အောင်ပြီးမှရေးလေးတောက်ပြီးမှထူတောင်းလိုက်သားမှာဗျာအတင်းရေးလေးရဲ့ကျွန်တော်သွားခြင်းနဲ့ခီးရဘေဟုသွားခြင်းနဲ့ဘလူတွေသွားခြင်းနဲ့အန်ဒီကင်းဘေးရှင်းပြီးတော့အစဉ်ပြေခြင်းနဲ့ကျွန်တော်ပြောသောစကားမှအောင်ခြင်းနဲ့ကျွန်တော်ဘုရုဘာစကားလေးပြောမှအဲ့ကိစ္စတွေအောင်မြအောင်ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့ကြောင်းခီးစကားနဲ့ပတ်သက်တဲ့ပိတ်ဆို့နေတဲ့လူများဗုဒ္ဓတောင်ရကိုလက်နော်ရေလေးကိုတောက်ပြီးမှထူထောင်ကြရပြင်တင်းတို့မှာပိတ်ဆို့နေသောကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ် နော်ကိုနဲ့ပတ်သက်တဲ့နိနေသက်သက်တဲ့အစုဘွဲအုပ်စုနိုင်ငံရေးတွေအားကောင်းတဲ့ကိုနိုင်ငံအားမကောင်းမှုပြည်နယ်ရေးအားကောင်းတဲ့ပြည်မတွေအားမကောင်းတဲ့ကာလမျိုးဖြစ်ပြီးတော့ပြည်နယ်မှာရှိတဲ့တိုင်းသားတွေအားကောင်းပြီးပြည်မမှာရှိတဲ့ဗမာတွေအားမကောင်းတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာနော်အဲ့ဒါပြည်နယ်တွေမှာလည်းခမအစဟောအစင်ပြေတဲ့နေရာပြေမပြေတဲ့နေရာတော့ပြားတွေဖြစ်တာပဲအတိုင်းတွေမှာလည်းအဲ့လိုပါပဲကျွန်တော်တို့လည်းဒီလိုပြောဆိုနေလို့ညင်ညင်ညာညာရှိတယ်လို့မတင်နဲ့ကျွန်တော်လည်းတိတ်တိတ်တလန်းလန်းနဲ့နေနေရတဲ့ကာလမျိုးဘေကျင်းဘူဒူတာနဲ့လာတွန်းဘေကျင်းပြဿနာတဲ့မလို့ ဆိုတဲ့ကိစ္စမျိုးတွေကြုံတွေ့နေရတာဖြစ်ပါတယ်။ဒါကြောင့်ယောဂဘောမှာဒုရာကြောမှာဖြစ်ပါတယ်ဗျာ။ယောဂလေးတွေပေါ်ကြသမှာယောဂတွေပေါ်တဲ့ကမှာစိတ်ချမ်းသာပြီးဆက်နေပါတတ်တဲ့စိတ်ထဲမှာတခုခုလိုအပ်ချက်တွေလိုတဲ့လူများလက်ဖက်ကလေးကိုတော့လက်ဖက်တော့၄5 6အထက်ကနန်းနေပါဗျာလက်ဖက်တော့ကလေးကိုလက်ဖက်ကလေးကိုတော့စားကောင်တော့အင်္ကာတော့အရှိတောင်တော့လှဲ့သူတော့သူတော့မြေဒုစုတယောက်တော့သူ့အာဟာရကုသိုလ်လေးပြုလုပ်ဆက်ပါဗျာသင်တို့မှာပိတ်ထုံနေတဲ့စိတ်ချမ်းသာပျော်ရွှင်မှုမှာအန်တရယ်များကင်းပြီးတော့ ငွေကြီးများထုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ်ဒါကြောင့်အမှုခင်ပြဿနာတွေကြောက်တယ်အငွေကြီးနဲ့ပတ်သက်တဲ့ရောစားတွေကြောက်တယ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ပြဿနာတွေကြောက်တယ်အာကြောက်တယ်ကြောက်တယ်ဆိုတဲ့လူများအပတ်သက်နေလူချင်းလိုက်တာထုလိုက်ပြုံးလိုက်လုံးလိုက်ခင်ပြီးသာသနာပြုကျင်တယ်ဆိုတဲ့ပုံကူမျိုးအားလုံးတို့ဒီအင်္ဂါတော့အရှိတောင်တောင်လဲလက်ဘက်ကလေးကိုတုပ်ပြီးမှတသုံးတယောက်သို့သူအာဟာရကုသိုလ်ပြုလုပ်ခြင်းအားဖြင့်တင်းတော့မှအမှုခင်ပြဿနာတွေဝေးကွာမယ်ဝေးကြီးနဲ့ပတ်သက်တဲ့ဂျန်တွေဝေးပြီးတော့ ငွေကြေးများထုလိုက်ပြုံလိုက်လုံးလိုက်ခဲ့လိုက်ဝင်ရောက်ပြီးသာသနာပြုနိုင်တဲ့တားကောင်းသမီးကောင်းများဖြစ်ကြမှာဖြစ်ပါတယ်ဗျာဒါကြောင့်ခမရအင်္ကာတော်ရှေးတောင်တော် လက်ပြီးလက်ဘက်တုတ်ကလေးကိုတုတ်ပြီးမှတစုံတယောက်တော်သူအစာအာဟာရကုသိုလ်ပြုလိုက်စမှာဗျာခမရလိုအပ်တဲ့စုလေးတွေအများဆုံးပြည့်စုံမှာဖြစ်ပါတယ်နော်အဲ့ဒါလေးတစ်ချက်ရှိပါတယ်နော်အဲကျွန်တော်တို့ဒီဒီဘက်အတွင်းမှာဒီနေ့မှာတော့အကခမရအောင်မလေးနဲ့ပတ်သက်တဲ့ဒီကံလေးတွေစမယ်ဆိုလို့ရှိရင်တော့လေးကိုလေးတွေကောင်းနေဗျာဒီကလေးကိုတလုံးမနဲ့ညလေးမှာလေးကိုလေးတွေအားကောင်းနေ အောင်မလေးကြီးလေးတွေထိုးမယ်ဆိုရင်လေးကိုနဲ့ပတ်သက်တဲ့ကဏ္ဍလေးတွေထိုးအနောက်အရာလေးချဲ့ရှိတယ်တကယ်လို့များအကြောင်းတစ်ခုဖြစ်လို့ရှိရင်အမလေးထိတ်ကိုဗိတ်အစအထီးရဲ့အောင်မလေးထီးရဲ့ဒီကမ်းမှာကိုထိတ်ကလေးသွားမယ်အကိုဗိတ်ကလေးတွေစကားမယ်အလေးထိတ်ကလေးတွေစကားမယ်လေးလေးဗိတ်ကလေးတွေစကားမယ်ဆိုရင်တော့ခင်ဗျားတို့မှာပိတ်ဆိုနေတဲ့ကိစ္စများအများဆုံးပွန်းလန်းသွားမှာအပူဆိုရင်တော့ကိုကိုနဲ့လေးလေးပါဗျာအပူလေးတွေကြိုက်တယ်ဆိုရင်တော့ကိုကိုတို့လေးလေးတို့ဒီနေ့ကန်ဆတ်မယ်ဆိုရင်သူတို့ကမ်းများအများဆုံးပွန်းလန်းမှာဖြစ်ပါတယ် ဒီနေ့အကောင်းဆုံးကံအကောင်းဆုံးကဏ္ဍတော့9ကိုဖြစ်ပါတယ်ဗျာ9ကိုဖြစ်ပါတယ်ဗျာ9ကိုဖြစ်ပါတယ်ဒီအချိန်မှာတင်းနေလာနေမှာကိုယ်နဲ့ပတ်သက်တဲ့နီးနေဆက်သက်တဲ့ကိစ္စလေးတွေကံကောင်းသေးတဲ့ကဏ္ဍပကဏ္ဍနေမှာတော့အောင်မလေးဒီမှာအဓိကဦးစားပေးပြီးကိုယ်နဲ့ပတ်သက်တဲ့ကဏ္ဍလေးတွေအပုစုတော့9 9အဲ့ဒီကဏ္ဍလေးတွေကန်ဆတ်မယ်ဆိုရင်တင်းတို့မှာပိတ်နေတဲ့ထီကံများအများဆုံးပွင့်လန်းပြီးတော့အဆင်ပြေပြီဖြစ်ပါတယ်ဗျာကျွန်တော်တို့ ပုံမှန်ရဆိုလို့ရှိရင်တော့ကျွန်တော်ရှင်ညာမင်းမိသားစုနဲ့ပတ်သက်တဲ့တနေ့သားတနေ့သားတွေဒီတစ်ပတ်တည်းမှာစတင်ပြီးတော့ထုတ်လွှင့်နေတာဖြစ်ပါတယ်ဒီတစ်ပတ်တည်းလည်းမပြောက်ကွက်ဆက်လက်ပြီးထုတ်လွှင့်သွားမည်ဖြစ်ပါကြောင်းသတင်းကောင်းများပါလိုက်ပါတယ်ဗျာဒါကြောင့်ရှင်ညာမင်းမိသားစုကြီးကြီးကြတဲ့ပြည်သားအလုံးတို့ဒီငွေကြေးများစုလိုက်ပြုံးလိုက်လုံးလိုက်ဖဲလိုက်ဝင်ရပြီးစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့သာသနာပြုနိုင်တဲ့တာကောင်းသမီကောင်းမိသားစုကောင်းများဖြစ်ကြပါစေကြောင်းရှင်ညာမင်းမိသားစုကိုစားဆရာကြီးမြန်မာပြည်မှာလေးလေးစားစားစူတောင်းမြတ်တာပို့လိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ် ဆရာကြီးမြန်မာပြည်ပါဗျာ